မင်္ဂလာညနေခင်းပါရှင်11ရုပ်သိမ်းရဲ့ညနေခင်းသတင်းဒါရိုက်ထုတ်လွှင့်မှုကိုစတင်ပေးပါရမယ်။ငလေတံကြောင့်ပြိုကျခဲ့တဲ့မန္တလေးရှိ Sky Villa ကိုတုံမှအမျိုးသားတအူးဤရုပ်အလောင်းထပ်မံထုတ်ယူနိုင်ခဲ့ပြီးစုစုပေါင်းရုပ်အလောင်း130ကျော်တွေ့ရှိခဲ့ပြီးဖြစ်ဆိုတဲ့သတင်းအပါအဝင်မုတ်တုံလေအားလုံးကောင်းနေခြင်းကြောင့်၎င်းအရှိတ်ဘက်နဲ့အနောက်ဘက်မှရွေရှားလာတဲ့လေပွေလိုင်းများ၏အချိန်ကြောင့်၎င်းဇော်လာစကိုရဲ့အထိတိုင်းနှစ်ပြည်နယ်အသီးသီးတွင်မိုးထစ်ချုံရွာသွန်းနိုင်ဆိုတဲ့တဲ့ အီရန်လေကြောင်းတိုက်ခိုက်မှုကြောင့်လူရှိဦးသေဆုံးပြီး130ကျော်ဒဏ်ရာရရှိကြောင်းအစ္စရေးကယ်ဆယ်ရေးသမားများပြောကြားဆိုတဲ့သတင်း။အီရန်နိုင်ငံကနေထွက်ခွာခွင့်မရလို့ကလက်ကပဖလားပြိုင်ပွဲကိုတာရမီလွှဲချော်ဆိုတဲ့သတင်း။စားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဥဆုံးနေနဲ့ငလေတံကြောင့်ပြိုကျခဲ့တဲ့မန္တလေးရှိ Sky Filler ကွန်တိုမှအမျိုးသားတဦးဤရုပ်အလောင်းထပ်မံထုတ်ယူနိုင်ခဲ့ပြီးစုစုပေါင်းရုပ်အလောင်း130ကျော်တွေ့ရှိခဲ့ပြီးဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့အေအားပြေးငလင်ကြီးအတွင်ပြိုကျခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Villa Condo ကနေဇွန်လ14ရက်နေ့ကအမျိုးသားတအုပ်ရဲ့ရုံလောင်းတွေ့ရှိခဲ့ပြီးစုစုပေါင်းရုံလောင်း130ကျော်တွေ့ရှိပြီးဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။အခုရက်ပိုင်းအတွင်းအဆိုပါကွန်ဒိုကနေရုံလောင်းတွေဇက်တိုက်ဆိုသလိုတွေ့ရှိနေရလဲဖြစ်ပါတယ်။ ဇွန်14ရက်က Sky Villa အဆောက်ဦး AS နဲ့ BS တို့ကိုရင်ရန်နေရာတွေတုံးပြီးဖင်ရှားရှင်းလင်းတာနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့ရာမနက်7:55မိနစ်အချိန်မှာ BS အခန်းအမှတ် G4 ကနေအမျိုးသားတအုပ်ရဲ့ရုံလောင်းကိုထုတ်ယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဇွန်လ13ရက်နေ့မှာ Sky Villa အဆောက်ဦး AS နဲ့ BS တို့ကိုရင်ရန်နေရာတွေအုံပြုပြီးဖင်ရှားရှင်းလင်းတာနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့ရာမနက်7:45မိနစ်အချိန်မှာ ။ BSN အခန်းအမှတ် H2 ကနေအမျိုးသားတအုပ်ရဲ့ရုံအလောင်းနဲ့အခန်းအမှတ် H4 ကနေအမျိုးသမီးတအုပ်ရဲ့ရုံအလောင်းဇွန်12ရက်က BSN အခန်းအမှတ် H4 ကနေအမျိုးသား2ဦးနဲ့အမျိုးသမီး3ဦးရဲ့ရုံအလောင်းမိုးလဲနှစ်နာရီခွဲအချိန်မှာ BSN အခန်းအမှတ် H4 ကနေအမျိုးသားတအုပ်ရဲ့ရုံအလောင်းတို့ကိုထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဆိုပါကွန်တိုကနေရုံအလောင်း130ကျော်တွေးရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီး ဘုတ်တော်လေးအားလုံးကောင်းနေခြင်းကြောင့်၎င်းအရှိဘက်နဲ့အနောက်ဘက်မှရွေရှားလာတဲ့လေပွေလိုင်းများ၏အချိန်ကြောင့်၎င်းဇော်လ19ရက်ထိတိုင်းနှစ်ပြည်နယ်အသီးသီးတွင်မိုးတစ်ချုံရွာသွန်းနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာကနေအားလုံးကောင်းနေတာကြောင့်လကောက်အရှိဘက်ကနေရွေရှားလာတဲ့လေပွေလှိုင်းတွေရဲ့အရှိန်အနောက်ဘက်ကနေရွေရှားလာတဲ့လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့်လကောက် ဇော်လာ၁၉ရက်အထိတိုင်းနယ်ပြည်နယ်အသီးသီးမှာမိုးတကြုံရွာသွန်းနိုင်တယ်လို့ဗိုလ်ဆလာကအထူးမိုးလေဝသတင်းထုတ်ပြန်ပါတယ်။ဇော်လာ၁၄ရက်နေ့မြန်မာစံတော်ချိန်၄နိုင်ခွဲအချိန်တိုင်းထွာချက်တွေအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာမုန်တုံလေအားကောင်းရွာကနေအားအလွန်ကောင်းနေတာကြောင့်၎င်းအရှိဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဇွန်လ19ရက်နေ့အထိ နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်မိုးကြီးမှာဖြစ်ကြောင်း မြဝကျုံပေါ်မုံတမခွေမွန်တနင်းသာရီကံယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာရှမ်ဖန်ရခါမိုးသက်လီပြင်းနဲ့ကြာရောက်ပြီးလှိုင်းကြီးမှဖြစ်ခါမိုးသက်လီပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီ35မိုင်အထိတိုက်ခတ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။နိုင်ငံသားတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။အီရန်လေကြောင်းတိုက်ခိုက်မှုကြောင့်လူ၈ဦးသေဆုံးပြီး130ကျော်ဒဏ်ရာရရှိကြောင်းအစ္စရေးကေဇေးသမားများပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အစ္စရေးကိုအီရန်ရဲ့ညအခြေဇက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေအပါအဝင်လူရှစ်ဦးထပ်မံနေတည်ဆုံးခဲ့ကြောင်းအရေးပေါ်အဖွဲ့တွေကပြောပါရယ်အစ္စရေးနိုင်ငံတဝမ်းမှာလေကြောင်းရန်သတိပေးတန်ကြောင့်လူပေါင်းတန်းချီဖေးလူရထွက်ပြေးခဲ့ကြပြီးတဲ့နောက်အခုလိုတေဆုံးသူအရေးအတွက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အစ္စရေးလေပိုင်းဒေသမှာရော့ကက်တစ်စင်းနဲ့ပစ်ခတ်မှုကြောင့်အသက်၁၀နှစ်အရွယ်ကလေးတဦးအပါအဝင်လူလေးဦးထပ်မံတေဆုံးပြီးလူတရာဝင်းကျင်ဒဏ်ရာရရှိခဲ့တယ်လို့ MDA အဖွဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြောကြားခဲ့ပါတယ်။ ရှက်ဖီလာဒေတာမှာနောက်ထပ်38ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အီရန်နိုင်ငံကနေထွက်ခွာခွင့်မရလို့ကလပ်ကဘာဖလားပြိုင်ပွဲကို တာရီမီလွဲချော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်နာမီလန်အသင်းရဲ့တိုက်စစ်မှုတာရီမီဟာအီရန်နိုင်ငံကနေထွက်ခွာခွင့်မရတာကြောင့်ကလပ်ကဘာဖလားပြိုင်ပွဲနဲ့လွဲချော်ရရမယ်လို့သိရပါတယ်။ 32နှစ်အရွယ်တာရီမီဟာအီရန်လက်ရွေးစင်အသင်းနဲ့အတူ2026ကမ္ဘာဖလားခြေစစ်ပွဲရှင်ပြိုင်ကစားရင်အီရန်နိုင်ငံကိုရောက်ရှိနေစဉ်အီရန်အစ္စရေးပဋိပက္ခဖြစ်ပွားခဲ့တာကြောင့်အခုလိုအခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာပါ။အီရန်ကလေစိတ်အားလုံးမှာလေရင်ပြတ်တမ်းခွင့်ပိတ်ပင်ထားတာကြောင့်တာရီမီအနေနဲ့အင်တာမီလန်အသင်းနဲ့အချိန်မီပိုးပေါင်းနိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။အင်တာမီလန်အသင်းကကလပ်ကမ္ဘာဖလားပြိုင်ပွဲရဲ့အုပ်စုအီးမှာ River Plate, Urawa Red Diamonds မွန်တာရီအသင်းတို့နဲ့အတူကြာရောက်နေပြီဇွန်18ရက်မှာအဖွင့်ပွဲရှင်ပြိုင်ကစားရမှာပါအင်တာမီလန်အသင်းကနောက်ပွဲတွေမှာပါဝင်ကစားနိုင်ဖို့မျှော်လင့်နေပေမဲ့အီတလီမီဒီယာတွေကတော့ပါဝင်နိုင်ပွဲမရှိတော့ဘူးလို့သုံးသပ်ထားပါတယ်တာရီမီဟာပြီးခဲ့တဲ့ရာသီတုန်းကအင်တာမီလန်အသင်းအတွက်ပြိုင်ပွဲစုံ43ပွဲကစားပေးခဲ့သူပါ11ရက်နေ့ဇွန်လ15ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည7:00နာရီမှာလည်းနောက်ဆုံးရသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးသွားမှာပါအေဂျင့်နဲ့ညနေခင်းလေးဖြစ်ကြပါလိမ့်ရှင်